မင်္ဂလာပါတရှဲတို့ဒီနေ့ကကျတော့80တဲမှာ formula တွေကို shortcut လေးနဲ့ပြင်ပြီးတော့မြင်ရအောင်လုပ်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့တင်သင်ခန်းစာလေးကကျတော့ how to see formula test in 80 80တဲမှာ formula တွေကိုမြင်ခြင်းနဲ့ question တွေဆိုရင်ဘယ်လိုလုပ်ရမှာလဲဒါလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်တရှဲကတော့ formula queen ရဲ့ founder and trainer donald jackman ဖြစ်ပါတယ်အရင်ဆုံးတရှဲတို့ ဒီ amount ကိုကျွန်တော်တစ်ချက်မြှောက်ကြည့်မယ်အဲ့တော့ equal ပေးလိုက်ပါ quantity နဲ့ price နဲ့ကိုကျွန်တော်မြှောက်ချလိုက်ပါဒါဆိုရင်ကျွန်တော်က amount result ထွက်လာပြီအဲ့တော့ဒီ formula လေးကိုမြင်ချင်တယ်ဆိုလို့ရှိရင်တော့ keyboard ကနေပြီးတော့ control ရဲ့ type key လေးကိုနှိပ်လိုက်ပါအဲ့ဒီဟာလေးကကျွန်တော်တရရှိရာအဲ့ဒီ key ခလုတ်ကလေးကိုပြောတာနော်အဲ့တော့တရရှိမှာရှိတဲ့ခလုတ်ကလေးကိုပြောတာအဲ့တော့ control လေးကိုဖိပြီးတော့ဒီလိုလေးတစ်ချက်ကလေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ကဒီမှာ formula လေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် control ရဲ့ type key လေးပြန်လှည့်လိုက်မယ်ဆိုရင်ပြန်ပြီးတော့ပျောက်သွားပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နောက်တနေရာမှာကျွန်တော်က formula အနေနဲ့မြင်ချင်တယ်ဆိုရင်တော့ formula test နဲ့ခြာပေးလိုက်ပါ formula test တက်ချာပေးလိုက်ပါ reference အညွှန်း area ကိုဘသူ့ကိုဆက်လက်မှတ်မလဲဆိုရင်ကိုအဖြေ reset ထွက်ထားတဲ့ formula ပြတ်ထားတဲ့အကွက်ကိုနှိပ်ပါပြီးရင် Gwenlin page enter ခောက်ချလိုက်ပါဒါဆိုတော့ formula reset ကိုကျေတော့ကဒီ formula ကိုမြင်နေရပါလိမ့်မယ် formula reset ကတော့ချိန်မှမြင်နေရလိမ့်မယ်ဒီလိုမျိုးနောက်ခုတွဲပြီးတော့ကြည့်ချင်တယ်ဆိုရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ shortcut key control ရဲ့ type key ရဲ့သုံးမယ်ဆိုရင်လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် လုပ်ငန်းခွင့်အတွက်လွယ်ကူရိုးရှင်းသောတင်ကဲစာတွေကိုနောက်ထပ်နောက်ရက်တင်ကဲစာမှာထပ်ပြီးတော့မျှဝေပေးသွားပါမယ်။ဒီချဲရဲ့အကောင့်လေးကိုလည်း like and follow လုပ်ပေးအောင်နော်။သိချင်တာရှိရင်လည်း comment လုပ်ခဲ့ပေးပါ။ရဲအကြောင်းအကြောင်းတိုက်ဆိုင်တဲ့ရက်မှာတစ်ချက်ပြန်ပြီးတော့ post တင်ပေးပါမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။